မင်္ဂလာပါရှင်အခုနှစ်2025အတွက်ထုတ်ပြန်တဲ့ကမ္ဘာတတိလွတ်လပ်ခွင့်ညွှန်းကိန်းမှာမြန်မာနိုင်ငံဟာနိုင်ငံ180အနက်169အဆင့်မှာရှိနေတယ်လို့နယ်စည်းမခြားသတင်းထောက်များအဖွဲ့ RSF ကထုတ်ပြန်ပါတယ်ပြီးခဲ့တဲ့နှစ်မှာမြန်မာနိုင်ငံကနိုင်ငံပေါင်း180အနက်181မှာရှိခဲ့တာပါ ဒါဟာအစ်စ်တက်လာတာတော့မဟုတ်ပေမဲ့မြန်မာထက်ဆိုးတဲ့နိုင်ငံတွေရှိလာတာကြောင့်ဖြစ်တယ်လို့ RSF နဲ့မီဒီယာကြွမ်းကျင်သူတွေကသုံးသပ်ကြပါတယ်မြန်မာသတင်းသမားတွေဟာဒီနေ့အချိန်တိဖမ်းဆီးခံရတာအသက်ခံရတာတွေရှိနေသေးတာကြောင့်လုံခြုံရေးညွန်ကိန်းကတော့ကြားနေသေးပဲလို့ RSF Advocacy Assistant ကမှတ်ချက်ပြုပါတယ်။ထုတ်ပြန်တဲ့စာရင်းအရမြန်မာနိုင်ငံရဲ့အောက်မှာတရုတ် VN ရုရှား၊အီရန်၊ဆီးရီးယားတို့ရှိနေပြီးနော်ဝေး၊အက်စတိုနီးယားနဲ့နယ်သာလန်တို့ကစစ်တင်းနှစ်သုံးမှာသတင်းလွတ်လပ်ခွင့်အမြင့်ဆုံးနိုင်ငံတွေအဖြစ်ရပ်တည်နေကြပါတယ်။ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့အလူငွေဖျက်တောက်ခဲ့ရတာကြောင့် Dream Media တွေတင်ဆက်မှုရော့ကျလာတာဟာမတ်လအတွင်းမှာဖြစ်ခဲ့တဲ့ငလျင်ဘေးအတွက်လွတ်လပ်စွာသတင်းယူခွင့်မရတာတွေကလည်းနိုင်ငံရဲ့သတင်းလွတ်လပ်ခွင့်ကိုတက်ရောက်စေတယ်လို့ကြမ်းကြည့်သူတွေကဒီနေ့ကမ္ဘာလွတ်လပ်ခွင့်နေ့အခမ်းအနားတွေမှာထောက်ပြကြပါတယ်မြန်မာနိုင်ငံဟာအာဏာမသိခင်2020ခုနှစ်ကသတင်းလွတ်လပ်ခွင့်ညွန်းကိ139မှာရှိခဲ့ပြီး2021ခုနှစ်အာဏာသိမ်းချိန်မှာတော့ 140အထိကျဆင်းခဲ့ပါတယ်။2020မှာတော့186အဆင့်အထိစုစုရွရွကျဆင်းခဲ့တာပါ။မြန်မာနိုင်ငံမှာအာဏာသိမ်းပြီး၄နှစ်တာကာလအတွင်းသတင်းသမား215ဦးဖမ်းဆီးခံခဲ့ရပြီး54ဦးကတော့နှစ်ရှည်ထောင်ဒဏ်တွေနဲ့ဒီနေ့အချိန်အထိအကျဉ်းချခံတိုင်းရဆဲဖြစ်တယ်လို့လွတ်လပ်စွာထုတ်ပေါ်ပြောဆိုခွင့်အရေးလှုပ်ရှားနေတဲ့အတန်အဖွဲကပြီးခဲ့တဲ့နှစ်ကုန်ပိုင်းမှာထုတ်ပြန်ထားပါတယ်။ ဒါပြင်အာနာသိမ့်ပြီးနောက်သတင်းထောက်၁၂ဦးသေဆုံးခဲ့ရပြီးဖမ်းဝရထုတ်ခံရသူ56ဦးရှိနေစေ ဖြစ်တာကြောင့်စစ်ကောင်စီဟာသတင်းမီဒီယာအခွင့်အရေးကိုချိုးဖောက်ဖိနှိပ်နေစေဖြစ်တယ်လို့ထောက်ပြထားပါတယ်။